အောင်လန်းကိုအသုံးပြုခဲ့တဲ့စူပါဂီတရားမှောင်ဝင်ရတနာကိုလိုချင်တာကြောင့်နာယာကူခိုင်းတဲ့အတိုင်းအကုန်လုံးပေးနေခဲ့ပါတယ်။တစ်ဖက်ကကာဂိုမီကတော့မှောင်ဝင်ရတနာနဲ့အပိုင်းစားကြောင်းသူခနာကိုတစ်ခုလုံးထိန်းချုပ်ခံနေရပြီးအဲ့ဒါကိုတွေ့လိုက်ရတဲ့သူတငယ်ချင်းတွေကတော့စူပါဂီကိုတိုက်ဖို့သွားကြပါတော့တယ်။ကာဂိုမီလည်းထိန်းချုပ်ခံထားရတာကြောင့်အင်နူရာရှာကိုမြားနဲ့ပစ်လာပါတော့တယ်။စူပါဂီတို့ကတော့ဒီလိုမြင်ကွင်းမျိုးကိုကြည့်ပြီးပျော်ရွှင်နေကြပြီးအင်ဒိုရရှာဘာလို့မလဲဆိုတာကိုစောင့်ကြည့်နေကြပါဗါး အင်ဒိုရချာတစ်ချိန်လုံးကကီဂျိုကသူ့ကိုမျှနဲ့ပြစ်ခဲ့ဘူးပြီးခုချိန်မှာဆိုရင်လည်းကာကိုမီကသူ့ကိုမျှနဲ့ချိန်ထားပါတယ်။တပတ်ကကာကိုမီရဲ့တငယ်ချင်းတွေကတော့အကာရန်ကြီးကိုတွေ့တာကြောင့်တော်ပြီးတိုက်ခိုက်လိုက်ပေမဲ့အကာရန်ကြီးကဘာမှတောင်မဖြစ်သွားပါဘူး။အဲဒီချိန်မှာသူမကိုတွေ့လိုက်ရတာကတော့ကီဂျိုကိုတွေ့လိုက်ရတာပါပဲ။ဒီချိန်နေမှာအီရူရာရှာထွက်ပြေးမယ်ဆိုရင်ကာဂိုမီတင်မှာဖြစ်ပြီးကာကီမီကိုကဲမယ်ဆိုရင်တော့အီနူရာရှာတည်ရမှာပါ ကီဂျိုကတော့အကာရန်နဲကိုအေးဆေးလေးဝင်သွားပြီးကြည့်နေတဲ့နာရာကူကိုဖျက်တောက်လိုက်သလိုစူပါကီကိုလည်းနင်ကကာကိုမီကိုစိတ်စားတိုက်နေတာပဲလို့ပြောလာခဲ့ပါတယ်စူပါကီလည်းကီဂျိုကိုတွေ့တော့ဘလို့ဖြစ်ပြီးပေါ်လာရလဲဆိုတာကိုမယုံကြည်နိုင်ဖြစ်နေရပါတယ်။တဖက်ကာဂိုမီကတော့ကီဂျိုရဲ့ခြေစိုးကြောင့်ဂျင်စာကခဏတာပြတ်သွားခဲ့ပြီးအဲ့ဒါကိုတွေ့လိုက်ရတဲ့အီနိုရရှာကလည်းကာဂိုမီကိုစိုးရင်သွားပါတယ်။ကာဂိုမီကတော့အားအိမ်မရှိဘဲလဲနေပေမဲ့သူမဆုံးမရှိတဲ့နေရာကိုတည်တာကြောင့်သူမလမ်းပြပေးမယ်လို့ပြောလာပါတော့တယ် အဲ့နောက်မှာတော့အင်နိုရုရှားတရားကောက်ခုမီကိုခေါ်ကတဲတဲကနေထွက်လာခဲ့ပါတယ်အဖွားကြီးတို့ကတော့ကျင်းစာမိနေတာကြောင့်တိတ်ပြီးလှုပ်လှုပ်ရှားရှားမနေဖို့ကိုပြောပေမဲ့အင်ဒိုရုရှားကသူ့ကောက်ွယ်ပေးမယ်လို့ပြောကထွက်သွားပါဗျ။တစ်ဖက်ကအကာယံကိုဖောက်လို့မရတဲ့စန်းကိုတို့ကတော့ဒီတိုင်းမကြိုးစားပဲမနေချင်တာကြောင့်အကာယံစည်းကိုသူတို့ရှိတဲ့အာနယ်တိုက်ခိုက်နေပါဗျ။အထဲမှာရှိတဲ့ကီချိုကတော့စူပါဂီကသူ့ရဲ့နုပြိုမှုတွေကိုမိစ္ဆာတကောင်နဲ့လဲလဲလှုပ်ခဲတာပဲဆိုတာကိုသိလိုက်ပြီးအော်နေရပါတော့တယ်။ တချိန်လုံးကစူပါကီငယ်ရွယ်စဉ်တုန်းကသူမရဲ့ရုပ်ရည်ကအရန်ကိုလှပတာကြောင့်ဒီရုပ်ရည်အိုမင်းသွားတာမျိုးကိုသူမမလိုချင်ခဲ့ပါဘူး။ဒါကြောင့်သူမမှော်ဝေရတနာကိုခိုးပြီးနုပြောင်လုပ်မယ်လို့စီစဉ်ထားကကီဂျိုရှီကိုသွားပါတော့တယ်။တစ်ဖက်ကကီဂျိုကတော့လူမဟုတ်တဲ့အီနူရာရှာကိုလူပြစ်သွားအောင်လို့သူမရဲ့မှော်ဝေရတနာကိုအသုံးပြုဖို့ပြင်ဆင်ထားပါတယ်။အဲ့ဒီမှော်ဝေရတနာကမိဆာရီရဲ့လက်ထဲကိုရောက်သွားခဲ့မှဆိုရင်သူတို့တွေကပိုပြီးအစ်စ်မြင့်လာမယ်ဆိုတာကိုသိတာကြောင့်အဲ့ဒါကိုအီနူရာရှာအပေါ်မှာအသုံးချဖို့ပြင်ဆင်လာပါတယ်။ ။အင်ဒိုရုရှားကတော့အဲ့ဒါကိုသူ့အပေါ်မှာအသုံးချလိုက်ရင်ကီကျူကဘာဖြစ်သွားမှာလဲလို့မေးလာတော့သူမကလူသားတစ်ယောက်ဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကချစ်ကြိုက်သွားခဲ့ကြပြီးကီကျိုကလည်းစွမ်းအင်တွေနဲ့လာခဲ့ပါဗျ။စူပါကီကလည်းရောက်လာပြီးမော်ဝေယနနာကိုယူဖို့သူမရဲ့အစွမ်းကိုအသုံးပြုလိုက်ပေမဲ့ကို့ဘာသာပဲပြန်ထီသွားရပါဗျ။အဲ့နောက်မှာတော့ကီကျိုကြောင့်သူမရဲ့မျက်နှာမှာအမာရွတ်ထင်သွားခဲ့ကမိစ္ဆာနဲ့စာချုပ်ချုပ်ဆိုခဲ့ပါဗျ။ ။အင်ဒိုရာရှာတို့ကတော့သူမရှိကိုလာနေခဲ့ပြီးလမ်းမှာလည်းကာကိုမီကထွက်ပြေးတော့လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကိုနားမထောင်နဲ့အင်ဒိုရာရှာလည်းအကာယံကိုတွေ့သွားခဲ့ပြီးကာကိုမီကလည်းသူမရဲ့မျှကိုအကာယံနဲ့ပြစ်လိုက်ပါတော့တယ် ညာနှစ်ချောင်းနဲ့အကာရံကိုဖျက်လိုက်နိုင်ခဲ့ပြီးအဲ့ဒါကိုတတိထားမိလိုက်တဲ့ဆူဘက်ကီလည်းသူမရဲ့အကာရံပျက်စီးသွားတာကြောင့်အီနိုရာရှာနဲ့ကာခိုမီကိုတက်ပြေးရတော့မှာပဲလို့ပြောလာပါတော့တယ်။အဲ့ဒါကိုကြားလိုက်တဲ့ကီဂျိုကတော့ကာခိုမီကိုကြိုက်သလိုကျင်စာတိုက်ရင်တော့သူမဘာမှလုပ်မှာမဟုတ်ပေမဲ့အီနိုရာရှာကိုကျင်စာတိုက်လာမယ်ဆိုရင်တော့အသေးတက်ပြစ်မယ်လို့ပြောကပျောက်သွားပါတော့တယ်။အပြင်ဘက်မှာတော့ကာကိုမီတို့တွေကအထဲမှာသူမကိုစေစားတိုက်နေတဲ့သူရှိတာကြောင့်အထဲကိုသွားပြီးစေစားတိုက်တဲ့သူကိုရှင်းဖို့လုပ်ကြပေမဲ့စူပကီကထွက်လာပါတော့တယ် ။စန်းကိုတို့ကတော့အထဲကိုကီဂျိုဝင်သွားတာတွေ့လိုက်တာကြောင့်ကီဂျိုပမာလဲလို့မေးလာတော့စူပါဂီလည်းကီဂျိုကအီနိုရာရှာကိုမတက်ဖို့သူမကိုတောင်းပန်သွားကပြောက်ကွယ်သွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒါကိုကြားလိုက်ရတဲ့အီနူရာရှာကတော့ညံမရှိစွာပဲသွားတိုက်ဖို့လုပ်ပေမဲ့အဲ့ဒါကိုတွေးလိုက်တဲ့ဆူဘကီလည်းနင်သာငါ့ကိုလာတိုက်ရင်ကာခိုမီကိုအခုပဲတက်ပစ်လိုက်မယ်လို့ချင်းချောက်လိုက်ပါတယ်။ကာခိုမီမှာသူမရဲ့ကျင်စာရှိနေသေးပြီးအဲ့ဒါနဲ့ပဲအသေးတက်ပလိုက်လို့ရပါတယ်။အဲ့နောက်မှာတော့သူမမျက်လုံးထဲကနေမိစ္ဆာတကောင်ကို ထုတ်လိုက်ကအီနူရာရှာကို သွားတိုက်ခိုင်းပါတယ်။ အင်ဒိုရရှားဓာတ်ထုတ်ပြီးတိုက်တာနဲ့ကာကိုမီကိုတက်ပြစ်မှာဖြစ်တာကြောင့်အင်ဒိုရရှားလည်းလက်ပတ်လာနေတာတိုက်ရပါတော့တယ်အင်ဒိုရရှားတရားမိဆာကောင်ကြီးကိုသူတရားထဲတိုက်ခိုက်နေခဲ့ပြီးမိဆာကြီးကတော့အင်ဒိုရရှားကိုတိုက်ခိုက်တာမှအတုံးမချစွာပဲတိုက်နေတာကြောင့်အင်ဒိုရရှားရဲ့တိုက်ခိုက်တာကိုပဲခံနေရပါတယ်။အင်ဒိုရရှားကတော့သူ့ရဲ့ဓာတ်ကိုတော့မတုံးပဲမိဆာကြီးကိုအသာလေးချနိုင်နေပေမဲ့စူပဂီကတော့ကာကိုမီကိုပို့ပြီးခန်းစားရအောင်ဂျင်စာအစွမ်းကိုထပ်ထွက်လိုက်ပါတယ်။ကာကိုမီကတော့သူခံနိုင်ပါတယ်လို့ပြောနေပေမဲ့ တကယ်တမ်းကတော့သူမမခံနိုင်တော့ပါဘူးအဲ့ဒါကိုတွေ့နေရတယ်သူမတငယ်ချင်းတွေကတော့ inu russia ကမိစ္ဆာကြီးကိုတတ်နိုင်ခဲ့ရင်တော့စူပကီကကာကိုမီကိုတတ်ပြစ်မှာပဲလို့ပြောလာခဲ့ပါတယ်ဒါကြောင့်အခုသူတို့လိုရမှာကစူပကီမှာရှိတယ်။မွေကိုသူတို့တက်ရမှာဖြစ်ပြီးအဲ့မွေတဲ့ရင်သူတို့တွေကာကိုမီကိုကဲနိုင်ပါပြီ။အီနူရာရှာကမိစ္ဆာကြီးကိုအနိုင်တိုက်နေတော့မှစူပကီကိုတစ်ဖက်ကတရားစာရွက်တွေနဲ့ပြစ်လိုက်ပေးမယ်။စူပကီကတော့မီရှိုလိုက်ပါတယ်။ ဒါကိုကြည့်ချင်းအပြင်သူတို့တွေကစူပါကီကိုမရှင်းနိုင်ဘူးပဲဆိုတာကိုသဘောပေါက်သွားကြပြီအင်ဒိုရာရှာကလည်းလာပြီးကဲပေးလာရပါတယ်။သူမကိုခုခံနေမယ်ဆိုရင်ကာဂိုမီကိုပို့ပြီးခန်းစားရအောင်လုပ်ပေးရတာပေါ့လို့ပြောပြီးသူမရဲ့ချိန်စာကို အသက်သွင်းလိုက်ပါတယ်။အဲ့နောက်မှာတော့ကာကိုမီတရားနာကျင်မှုတန်းကြောင့်မေးလဲသွားခဲ့ပြီးအဲ့နောက်ကိုတွေ့လိုက်ရတဲ့ဆမ်ကိုတို့ကတော့ကာကိုမီကိုအသေးအံအော်ခေါ်နေပေမဲ့ကာကိုမီကတော့မလှူရှာတော့ပါဘူး။ ကောက်ကမီတယောက်သူမတေချာဖို့ပြန်လို့လာမှာမို့ငါ့ကိုစောင့်နေပေးပါလို့စံကိုကိုပြောပြီးတနေရာမှာပြန်လို့လာခဲ့ပါတယ်။အဲ့နေရာကတော့သူမအိမ်ဖြစ်ပြီးသူမမိကတော့မနှိုးသေးလို့နှိုးနေရပါတယ်။နှိုးလာတော့လည်းဘာတွေပြောနေမှန်းမသိတာကြောင့်အောက်ထပ်ကိုဆင်းသွားပါတယ်။ကောက်ကမီကတော့သူမအမေကအင်နူရာရှာအကြောင်းကိုမသိတာကြောင့်ဘာတွေဖြစ်နေလဲဆိုတာကိုသူမတော့မသိတော့ပါဘူး။အဲ့လိုနဲ့အောက်ထပ်ကိုဆင်းလာခဲ့ပြီး ောက်ထပ်မှာလည်းသူမအဖိုးနဲ့မောင်လေးကအင်နူရာရှာရဲ့အကြောင်းကိုမသိတာကြောင့်ဒီကဘာကြီးကဘာတွေဖြစ်ကုန်ပြီလဲဆိုတာကိုသူမနားမလည်တော့ပါဘူး။ကျောင်းကိုသွားတော့လည်းသူမတငယ်ချင်းတွေကအင်နူရာရှာအကြောင်းကိုကြားတော့မကြဘူးတာကြောင့်ကာကိုမီယူသွားတာလားဆိုပြီးပြောနေကြပါတယ်။ကျောင်းမှာလည်းစာတင်ပြနေပေမဲ့ကာကိုမီကတော့ကျောင်းစာမှာအာရုံမရပဲအင်နူရာရှာကိုသာသတိရနေတာကြောင့်ဆရာစာမေးတာမှလည်းမရပါဘူး။ ။ကျောင်းကနေပြန်လာတော့ဖះเจ้าတို့ခုရှိမှာမဝေဒနာတော့တွဲလေးကိုတွေးလိုက်ရတာကြောင့်တွားကြည့်မလို့ရှိသေးလဲကြသွားကပြန်မထလိုက်တော့ပါဘူး။ဒီလိုနဲ့နောက်တစ်ခါအဲ့ရကနေနိုးထလာခဲ့ပြန်ပြီ။သူမခေါင်းထဲမှာလည်းကိစ္စတွေအများကြီးကရှုပ်ထွေးနေခဲ့ပါဗျ။သူမကဘသူလဲနဲ့သူမတခုခုကိုလုပ်ကိုလုပ်ရမယ်ဆိုတာကိုသူမစိတ်ထဲမှာထင်နေခဲ့ပါဗျ။ကျောင်းကိုသွားတော့လဲဒီစိမ့်ပြန်တော့လဲဒီစိမ့်နဲ့ကောက်ခုံမီတယောက်စိတ်တွေရှုံနေပြီးအဲ့အချိန်မှာမြန်ပြစ်တဲ့အတန်ကိုကြားလိုက်ရပါတယ် ဒါကြောင့်အမြားပြစ်တဲ့အတန်နာကိုလိုက်ရင်သူမတွေ့လိုက်ရတာကမြားပြစ်တာကိုလေ့ကျင့်နေကြတဲ့သူတို့စုပါအဲ့တွေကအမျိုးသမီးတယောက်ကမြားပြစ်ချင်ရင်လာပြစ်လို့ရတယ်နော်လို့ပြောလေတော့ကောက်ကုံမီလည်းစမ်းပြစ်ကြည့်လိုက်တာလုံးဝကိုလွဲသွားပါတယ်ဘင်းနာကအမျိုးသမီးကတော့နင်ကစိတ်တွေရှုပ်နေတာကြောင့်ပြစ်မှတ်ကိုမှန်အောင်မပြစ်နိုင်တာလို့ပြောလာခဲ့ပြီးသူမအကြောင်းနဲ့အင်ရုရှားအကြောင်းကိုလည်းသိနေခဲ့ပါတယ်ကကုမီလည်းရှရှပပအီနူရရှာအကြောင်းကိုသိတဲ့လူကိုတွေ့လိုက်ရတာကြောင့်စကားပြောမလို့ရှိသည့်တစ်ဖက်မှပြန်နိုးလာခဲ့ပါပြီ။ မိစ္ဆာကောင်ကြီးကိုတယောက်ထဲတိုက်နေရတဲ့အင်ဒိုရရှားကလည်းကာကိုမီနိုလာတာကိုတွေ့လိုက်ရတော့အဆင်ပြေလာလို့မေးလာပြီးစုပကီကတော့သူ့ကျင်စာကိုအန်ဒူးနိုင်နေလို့အန်အောနေရပါတယ်ကာကိုမီကတော့နိုလာတာနဲ့သူမရဲ့မြားနဲ့ပြစ်လာခဲ့ပြီးမြားကတော့အခြားတစ်ဖက်ကိုသားရောက်သွားခဲ့ပါတယ်စုပကီကတော့နင်ကကီချိုဝင်စားတာမဟုတ်ပဲအယောင်ဆောင်ထားတဲ့သူတယောက်ပဲလို့ပြောလာတော့ကာခိုမီလည်းမြားနောက်တစ်ချောင်းကိုထပ်ပြစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါလည်းမထီပါဘူး။ စုဘကီလည်းသူမရဲ့ဂျင်စာကိုပိုပြီးအပြင်းအောင်လှုပ်လိုက်တာကာဂိုမီကတော့လှုပ်တော့မလှုပ်နိုင်တော့တာကြောင့်လဲချသွားရပါတယ်အင်ဒိုရရှာကလည်းစိတ်တွေတို့လာတာကြောင့်သူ့ရဲ့အစွမ်းနဲ့စူပါကီရဲ့အမွေကြီးကိုတွားတက်လိုက်ပေးမယ်။အဲ့မွေကအတူရောင်ဖြစ်နေပါတော့တယ်။တကယ်အမွေအစ်စ်ကကာကိုမီစီကိုတွားနေပြီးအဲ့ဒါကိုတွေ့လိုက်ရတဲ့ကာကိုမီကတော့သူ့ရဲ့လေးနဲ့ရိုက်ထည့်လိုက်ပါတယ်။စူပါကီရှိကိုဒါပြန်ရောက်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့စူပါကီတယောက်သူမမနိုင်တော့မှန်းသိတာကြောင့်မိစ္ဆာရဲ့အမ ्या ကိုထုတ်ပြီးတနေရာကိုထွက်ပြေးသွားခဲ့ပါတယ်။ ကောက်ကိုမီကတော့ကျင်းစာပြုတ်သွားတာကြောင့်သူမတို့တဲစီကိုသားပြန်လာခဲ့ပြီးစူပဂီကတော့နောက်တစ်ခါလက်စားချေဖို့အတွက်သူမအစွမ်းတွေကိုပြန်စုနေခဲ့ပါတယ်နောက်တစ်ပိုင်းမှာစူပဂီကဘလို့ပြန်ပြီးလက်စားချင်မလဲဆိုတာကိုတင်ဆက်ပေးမှာမို့ subscribe လေးနှိပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်